ဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးရှိတယ်နည်းနည်းလေးပြောလိုက်ဦးမယ်အဲ့ဒါတနေ့သူကယဟန်ပြုတ်ပြီးတော့ဒေသစာရီလှဲ့လေရင်းနဲ့သူ့ရဲ့ဇာတိရက်မှာကျန်နေတဲ့ဖအေကြီးဖအေတစ်ခုသားတစ်ခုမအေကမရှိတော့အဲ့ဒါဖအေကယောဂအသေးအထံဖြစ်တော့ငါသားလေးဘယ်စီမြဲရောက်နေလဲမသိဘူးအဲ့ဒါနဲ့သူ့ရဲ့ညီတွေယဟန်တော်ရဲ့ဦးလေးတွေဦးကြီးတွေကိုခေါ်ပြီးတော့ငါတို့ဒီတောင်ကကြုံမယ်မထင်ဘူးအဲ့ဒါကြောင့်ငါသားလေးပြန်လာရင်ပေးလိုက်ပါဆိုပြီးတော့ သားလေးကိုစုထားတဲ့အသပြာတရားအဲ့ဒါလေးကိုဦးကြီးပါကြီးတွေရဲ့လက်ကိုအပ်ပြီးတော့အဲ့ဒီယဟန်တော်လေးရဲ့ခမဲတော်ကြီးကသေသွားတယ်အဲ့ဒါယဟန်တော်လေးကဇာတိရွာရောက်လာတော့ဖေကဒီလိုပဲအသပြာတရားသူ့အတွက်ပေးထားပြီးသေသွားတယ်ဆိုတော့ယဟန်တော်လေးကစိတ်မကောင်းဖြစ်ပြီးတော့ဦးလေးတွေကကိုင်းအရှင်ဖေအဲ့ဒီအသပြာတရားအရှင်ဖေယူဆိုတော့တော်ပြီတဲ့ငါတို့ယဟန်ဘုရားငွေကြီးနဲ့မအပ်ဆက်ဘူးတော်ပြီဆိုပြီးတော့ပယ်လိုက်တယ်မယူဘူး ဒါပေမဲ့2ရက်3ရက်လောက်နေတော့ငါမယ်ငွေတရားရှိတယ်နော်မယ်စဉ်းစားတာသိလားအဲ့ဒီငွေတရားကိုအမိပြုတ်ပြီးတော့ငါလူဘဝမှာကောင်းကောင်းနေမယ်ဆိုနေလို့ရတယ်နော်ပိဿရေဝဲတဲ့ကိုသွားပြီးတော့ခြေတော့ကချရက်နေတာကိုဗျအဲ့ဒါယုံဖို့တော်တော်ခက်သွားပြီဘလောက်ထိဝဲကသူ့ကိုရှုပ်သွားလဲဆိုတော့တော်ပြီတဲ့ငါလူထွက်တော့မယ်တဲ့ အံဩစရာကောင်းလိုက်တာစောစောကမရခြင်းလို့ပယ်ထားတာအဲ့ဒါအလိညာနဲ့ပယ်တာမဟုတ်သွေးရသားယူတကယ့်ကိုပဲစိတ်တအမှန်ကန်ရှိလို့ပယ်ထားတာဒါပေမဲ့သွားပြီးတော့စိတ်ကလေးကူးမိလိုက်တာနဲ့ဘာလို့တော့မာတဲ့တော့လူထွက်တော့မာတယ်အဲ့ဒါနဲ့လူထွက်မယ်လို့စဉ်းစားတော့ဘေးကယဟန်တော်တွေကတိတော့သူ့ကိုမြတ်စွာဘုရားကြီးခေါ်သွားတယ်ရှင်သားဘာလို့လူထွက်ခြင်းနှုံးမှန်လားပါဗျာဘုရားတပည့်တော်အသပြားတရားရှိတယ်ဗျာအဲ့ဒါအာကိုကလေးနဲ့စိတ်ကူးနေခြင်းပြီးတော့မလိမ်မှုတော့အမှန်တိုင်းပြောတာ အဲ့ဒီလိုဆိုတော့မြတ်စွာဘုရားကိုင်းကွယ်ဒီလိုဆိုလို့ရှိရင်မင်းရဲ့အစပြားတရားကဘလောက်မြတ်များလို့လဲလူဘဝဆိုတာအင်မတန်ခက်ခဲတယ်ရုန်းကန်ရတာအင်မတန်ခက်ခဲတယ်အဲ့တော့ရှင်းသားဘလောက်လောက်မလောက်ဆိုတာငါပြမယ်ဆိုပြီးတော့မြတ်စွာဘုရားကကရုဏာသိကြည်တာဆိုတော့ကိုင်းမင်းလူထွက်ပြီဆိုကြပါစို့ဒီငွေတရားကိုကိုင်းနွားနှစ်ကောင်ဝယ်လိုက်မယ်ကွာဘလောက်ကုန်ပြီဘုရားကအဲ့ဒါလို့ရှင်းသားတဲ့ကြောက်စရိတ်ခဲလေးတွေယူခဲ့တယ် ကြောက်စိတ်ခဲလေးတွေယူလာတော့ကင်နွားနှစ်ကောင်အတွက်ဘလောက်ကြောက်စိတ်ခဲလေးတွေချလိုက်တယ်နော်မင်းအိမ်လျှောက်ဖို့ကဘလောက်กว่าမင်းအရေးရဲ့အကြောင်းရဲ့ကျုံးလာတော့တင့်ထားဖို့ကဘလောက်မင်းအရေးနှိပြုတ်လို့ဖို့ကဘလောက်ကဲမင်းတရားကုန်ပြီတဲ့မရှိတော့အဲ့တော့မှယဟန်တော်ကမျက်လုံးပြူးသွားတယ်ချစ်သားတဲ့ကာမဆိုတာပြည့်စုံတယ်လုံလောက်တယ်လို့ဘယ်သောခါကာလမှမရှိတခုသောဘဝတုန်းကငါဖရာအလောင်းကြီးဟာ လက်ပန်းပေါင်းခတ်လိုက်လို့ရှိရင်အသပြာမိုးတွေရွာသွားသည်အထိတကိုးကြီးခဲ့တဲ့မန္တာတုဆိုတဲ့စကြမင်းကြီးဖြစ်ခဲ့ဘူးလေအဲ့ဒီမှာမန္တာတုဆက်ကိုဟောတယ်ဟောဒီလူတွေကြားဘူးလိမ့်မယ်လို့ထင်တယ်ကြားဘူးလားဦးဇင်းကို ပြောသေးခြင်းလို့ပြောတယ်လို့ထင်တာပဲမန္တာတုဆက်တဲ့စကြမင်းကြီးအကြောင်းကြားဘူးမှာပါဗျာဟုတ်လားအဲ့ဒီစကြမင်းကြီးကတိတ်တကိုးကြီးတာလက်ပန်းပေါင်းခတ်လိုက်ရင်ယရနာမိုးရွာတယ်လို့ဆိုတယ်အဲ့ဒါသူကနှစ်ကအသင်ချေရတန်းမှာသူကဖြစ်တာဆိုတော့ သူအသက်ကဘလောက်ရှည်သွားတယ်လို့ तू မသိတော့အဲ့ဒီတော့ကာမကိစ္စတွေကတခါလာလဲဒါတခါလာလဲကြည်တခါလာလဲကြာတခါလာလဲနန်းစားယိုးလာယိုးလာတော့ကိုင်းကွာအမတ်တင်တဲ့တိုင်ပင်နဲ့လူစည်းစိမ်ကတော့ယိုးပြီအဲ့ဒါနဲ့အရှင်မင်းရတဲ့စัจ जा ယရဏာနဲ့စတုမာရိနဲ့တည်းဆိုတာရှိပါတယ်အဲ့ဒါနဲ့နှက်ပြီးတက်သွားတာနတ်မင်းကြီးလေးပါးကသူတို့စည်းစိမ်ကိုထိုးအပ်တာဗျာ အဲ့ဒါလူခန္ဓာကိုယ်နဲ့နှက်စည်းစိမ်ကိုခံစားရလို့ဆိုတယ်ဘုရားလောင်းကြီးကုစုကံကတိတ်ကြီးတာဟုတ်ကြားလာတော့စတုမာရနှက်စည်းစိမ်ကိုလည်းပဲမယောင်ရင်းနိုင်မှုမတင်းနိုင်နိုင်ဘူးအဲ့ဒါတာဝန်ရတာနှက်ပြီကိုဆက်ပြီးတော့စကြရတနာနဲ့သွားတယ်တရားမင်းကြီးကစီးကြိုပြီးတော့တာဝန်ရတာနှက်ပြီတဝက်အပ်တယ်တဝက်ပေးတာနော်အဲ့ဒီချိန်မှာသားကြီးရတနာကစကြရတနာစီးပြီးတော့လူပြီပြန်သွားတယ်သူ့ကိုထားခဲ့တာအဲ့ဒါတာဝန်ရတာနှက်ပြီမှာတရားမင်းနဲ့သူနဲ့ နှစ်ဦးရှယ်ယာတာပရိန္ဒာမျက်ပြည်ကိုအုပ်ချုပ်တာဟုတ်လားအဲ့ဒါတရားမင်းကသုံးကလေး6တန်းနှစ်ကအဲ့လောက်ဆိုလို့ရှင်သူကတည်တယ်နဲ့တူတယ်နော်အဲ့ဒါတရားမင်းကြီးတည်သွားတော့ဘုရားလုံးကမတည်ဘူးလူလူရဲ့တတန်းကနှစ်တည်တဲ့ရှင်းနေတာအံ့ဩစရာကောင်းတဲ့အသင်ချေရာတန်းမှာဖြစ်တာတရားပေါင်း30နဲ့60ဆက်တယောက်ပြီးတယောက်သေးတည်သွားတာနှစ်လဲဘယ်လောက်ကြာပြီလို့တွက်လို့မရတော့ဘူး အဲ့ဒါဘုရားလုံးကြီးကမသေးဘူးအဲ့ဒီတာဝိန္ဒာနတ်ပြည်မှာနေတာအဲ့ဒါအဲ့ဒီတရားမင်းလက်ထက်ရောက်တော့သူ့စိတ်တွေကဖောက်ပြန်လာအားမရနိုင်ဘူးမကျေနပ်နိုင်ဘူးဒီလောက်ခံစားရတာဒီတရားကိုတတ်ပြီးတော့တာဝိန္ဒာနတ်ပြည်ကိုတပားတဲ့အုပ်ချုပ်မယ်အဲ့ဒါလို့လဲတရားကိုတတ်မလို့လဲစိတ်ကူးတော့တရားကကုသိုလ်ကံကြောင့်ဖြစ်တဲ့တရားတွေဆိုတော့တတ်လို့မရဘူးအဲ့ဒီယုံညံ့တဲ့စိတ်ကြောင့်အဲ့ဒီဦးဇင်းတို့ဘုရားလောင်းကြီးဟာတာဝရင်္ဂါနတ်ပြည်ကနေပြီးတော့ လဲဝါခွန်းကလေးများကြာလာတယ်လို့ကြာလာတာဗျအဲ့ဒါသူ့သားရဲ့တိုင်းပြည်ကိုရောက်တော့ဥယျာဉ်ထဲမှာသူ့ကိုခင်းပေးတယ်အဲ့ဒီမှာသူမထတော့လေအောင်ဆက်ချင်းပြင်လေအောင်ဆက်တယ်မကြခင်သူသေးတော့မှာအဲ့ဒီမှာသူ့ရဲ့သားတွေမြေးတယ်ကိုအကုန်ခေါ်ပြီးတော့စကားတခွန်ပြောတယ်ငါသားတို့နောင်လာနောက်သားတွေကို ပြောရက်ကာမဆိုတာတင်းတင်းရောင်ရဲတဲ့သဘောမရှိဘူးဒါလေးကိုပြောရက်ဆိုပြီးသေသွားတာ ဘာဇက်တယ်တုံးမန္တာတုဇက်တယ်မှတ်မိတဲ့လောက်လေးပြောရတာဗျာအသေးစိတ်တော့950ဇက်တော်တဲ့လှမ်းပြီးတော့ကြည်ကြဟုတ်လားတကကြီးများအေးအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီဇက်ဟောပြီးတော့အဲ့ဒီယဟန်တော်လေးကိုဂါထာနှစ်ပုတ်ရွတ်ပြီးတော့ဟောတယ်အဲ့ဒီဂါထာနှစ်ပုတ်ရွတ်ပြီးတော့ဟောတော့အဲ့ဒီယဟန်တော်လေးသောတာပန်ဖြစ်တယ်နာဂဟပနာဝုသေနတိဋ္ဌိကာမေတုဝိသတိအပ္ပတာရဒုက္ခကာမဣတိဝိညာယပန္တိတော် အပိဋိဘေသူကာမေသူရတိန်သောနာတိကိသတိတနေခရရတောဟောတိသမာတံဗုဒ္ဓတာဝကောဒီကထာလေးစဉ်းစားစရာကောင်းတယ်နည်းနည်းလေးနားဆိုင်ကြည့်နော်တကကြီးများဘေခဝေပေတလေးပါချက်သားချက်သမီးတို့ကာမေသူကာမတရားတို့၌ကဟာပနဝိသေသူ အသပြာမှုရွာသွန်ဖြူ၏ပြီးပါတော်လည်းပဲကာမေတုကာမရု၌တိဋ္ဌိရောင်ရဲတင့်တိနိုင်ခြင်းသည်နဝိစတိမရှိနိုင်ပေအသပြာမှုဤရွာဦးတော့ကာမဂုမာရောင်ရဲတယ်ဆိုတာမရှိဘူးတဲ့ကာမကာမရုသည် အပ္ပတာရာတာယာဘောယာနေပါလှခြင်း၏ဒုက္ခဆင်းရဲမှုတွေကသာလည်းများလှခြင်း၏ ဗန္ဒီတော်ကြောင်းကျိုးမြင်သည့်ပညာရှိတို့သည်တမ္မာတံဗုဒ္ဓတာဝကောမြတ်စွာဘုရားရဲ့တပည့်တာဝကဖြစ်သောသောဗန္ဒီတော်ထူကြောင်းကျိုးမြင်သည့်ပညာရှိသည် အပိဒိဗေတုကာမေတုနှစ်၌ဖြစ်သောကာမတို့၌တော်မလီရတိန်ကျော်မွေပွေရာကိုနာတိကိစတိမရနိုင်ပေဘုရားရဲ့တပည့်တာဝကဉာဏ်ပညာရှိတဲ့လူဆိုတာ ကာမရိဟာตายပွဲနေတယ်လို့ဣတိဝိညာယကာမရိဟာဆင်းရဲတယ်လို့ဆင်းရဲခြင်းရဲ့အကြောင်းတရားตายမှုကနည်းနည်းလေးဒုက္ခတွေကများတယ်လို့အဲ့ဒါလို့သိပြီးတော့နတ်၌ဖြစ်သောကာမ၌တော်မှလည်းပဲမြင့်နိုးတဲ့သဘောပျော်မွေ့တဲ့သဘောမရှိဘူးတဲ့သူတော်ကောင်းတွေရဲ့သဘောကနော်ဘယ်မှာပျော်တယ်လဲဆိုတော့တနက်ခရတတော်ဟောတိ အလိုဆန္ဒဆိုတဲ့တဏှာယာကတွေကုံခန်းသွားတဲ့သဘောမှာပြောတယ်တဲ့ဒီတော့ဒကာဓမ္မတို့ဥစဉ်တို့ရဲ့နားနဲ့တန်ယုံလောက်လေးပြောရရင်တော့ကာမဆိုတာတာယာပွဲနေတယ်ဆင်းရဲဒုက္ခတွေသာများတယ်လို့သိတဲ့ပညာရှိတွေဟာနတ်မှာဖြစ်တဲ့စည်းစိမ်တော်မှလည်းပဲမတာယာဘင်းနဲ့လူချင်းမမုန်းမှုချုပ်ငင်းခြင်းဆိုတဲ့တနက်ခရနိဗ္ဗာန်ရဲ့သဘောမှာပဲပြုံမှုတဲ့သဘောရှိတယ်တဲ့ ီတော့နိဗ္ဗာန်ဆိုတာလဲဒကာဓမ္မတို့ဦးဇင်းတို့ကရသေးတာမဟုတ်ဘူးလေအဲ့တော့ဘယ်မှာပြောရမှာလဲဆိုတော့လောဘနေတဲ့သဘောလေးမှာပြောရမယ်လောဘနေလီဆင်းရဲနေလီဟုတ်ဗျာနိယာမကလောဘကြီးလေဒုက္ခကြီးလေ ကိုလောဘကိုလျှော့ပြီးတော့ကိုဒုက္ခကိုရော့အောင်လုပ်ဖို့မလိုဘူးလားလောဘနေလီဒုက္ခနေလီလောဘလျှော့နိုင်လေဒုက္ခရော့သွားလေအဲ့ဒါလိုလောဘကိုလျှော့ပြီးတော့ဒုက္ခရော့ခြင်းအစ်အမှန်မှာ 年轻的时候，漂泊就在也没的，代表了哦。嗯嗯